အလုံးမင်္ဂလာပါဒီနေ့မှာတော့ရှင်းခန်းဆန်လက်မှတ်ဝယ်နည်းလေးကိုပြောပြမယ်ပေါ့နော်အဲ့တော့ဒါဆက်မှဝယ်တာပေါ့နော်ဆက်မှကိုယ်တိုင်ဝယ်တဲ့နည်းလေးဖြစ်ပါတယ်တခုတတိထားရမှာပေါ့နော်တချို့ဆက်တွေက credit card only ဆိုရင်တူက credit card ရှိရတဲ့သူပဲတုံးလို့ရတယ်ပေါ့နော်အဲ့တော့အမလို့ပြထားတဲ့ဆက်မှာတော့တူကနှမျိုးလုံးတုံးလို့ရတယ်ပေါ့နော်ဘာမှမရေးထားဘူးလငင်းငွေသားနဲ့လည်းရတယ် credit card နဲ့လည်းရတယ်ပေါ့နော်အဲ့တော့ထိုင်ကုန်ရေးတဲ့အခါမှာနှမျိုးရှိတယ်ပေါ့နော် sheet day စကီကပတ်စံနေနေတူကပုံများတယ်ပေါ့ GU စကီကတော့ပတ်စံနေတယ်ပေါ့နော် တော့ဒီမှာတော့အမဂျီယူဆီခီနဲ့ညာလေးကိုပြပြထားတယ်ပေါ့နော်ဂျီယူဆီခီကိုရွေးမယ်အပေါ်ဆုံးမှာဂျီယူဆီခီဆိုတာလေးကိုရွေးလိုက်မယ်အဲ့တော့ပြီးလို့ရှိရင်ဒီဒီကကိုဘယ်သွားမလဲဆိုတော့ရွေးမယ်ပေါ့နော်ကိုမြို့ပေါ့ကိုသွားမဲမြို့ရဲ့ဟိုရွေးမယ်ပေါ့နော်ပြီးရှိရင်ဒီမှာကတော့တိုကျိုကနေပြီးတော့မှဘယ်ကိုသွားမှာလဲပေါ့ဒီမှာလေအမကတော့ဒီမှာဟာမမဆိုပေါ့နော်အဲ့တော့နေ့ရွေးမယ်နော်ဘယ်နေ့လဲပြီးရင်ဒါဘယ်နေရောက်လဲဆိုတာကိုရွေးမယ်ပေါ့နော် အဲ့တော့ဒီမှာလဲပေါ့နော်ကိုအခုရှိနေတဲ့ဘူတာကသွားမလားဒါမှမဟုတ်တိုကီယိုကပဲသွားမလားပဲအမတော့ဒါတိုကီယိုဘူတာကနေပဲသွားမယ်ဆိုပြီးတော့တိုကီယိုကနေပဲရွေးလိုက်တယ်ပေါ့နော်ရွေးပြီးတော့အပေါ်ကကျတော့သွားတကြောင်းပဲပေါ့အောက်ကကျတော့ပြန်ရောပါတယ်ပေါ့နော်အခုကသွားတကြောင်းနေကိုရွေးထားတယ်ရွေးပြီးတော့ဒါခခုနေလောက်လိုက်မယ်ပေါ့နော်ခခုနေလောက်လိုက်လို့ရှိရင်သူကဒီမှာပတ်စံပမာဏဘလောက်လေးဆိုတာကြာလာမယ်ပေါ့နော်အဲ့တော့ဒီမှာပတ်စံထည့်ရင်ထည့်ဒါမှမဟုတ် credit card ထည့်ရင်ထည့်ပေါ့နော်ဒီမှာထည့်ရမယ်ပေါ့နော်အဲ့တော့ရှစ်တိတ်ဆယ်ခေကကျတော့သူကထိုင်ကုန်နံပါတ်ပေါ့နော် နံပါတ်သတ်မှတ်ထားတဲ့အတွက်ပတ်စံနေစည်းကြီးပါတယ် GUCK ကတော့ကြိုက်တဲ့ခုံမှာဝင်ထိုင်လို့ရတဲ့အတွက်နေစည်းသက်တာတယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကဘာလဲဆိုတော့ဒီရှင်ခန့်ဆန်နေမှာ GUCK အတွဲရနေတယ်ပေါ့ဟိုတချို့တွဲတွေဆိုတစ်ကနေ3ထိက GUCK 3ကနေကျန်တဲ့အတွဲအလုံးက Sheet Day CK ပေါ့နော်အဲ့တော့သူထိုင်ကုန်နံပါတ်ပါတယ်သူပဲထိုင်လို့ရတယ်ပေါ့အဲ့တော့ကိုကရှင်းကန်းစီလို့ရှိရင်ကိုက GU 10K လက်မှတ်ကိုယူထားတယ်ဆိုရင် ိုယထာတွဲပေါ့နော်ယထာတွဲကဂျီဥစီခီကဘယ်ဘယ်အတွဲကနေဘယ်အတွဲထီလဲပေါ့နော်အဲ့ဒါလေးကိုတစ်ချက်နားထောင်ပြီးတော့မှတစ်ကနေ3ထီဆိုလို့ရှိရင်တစ်ကနေ3ထီပေါ့နော်အဲအဲ့ဒီဟာကိုပဲအိမ်မှာမစီလို့ရမယ်ပေါ့နော်ကျန်တဲ့အတွဲဒီမှာစီလို့မရဘူးပေါ့နော်အဲ့ဒါလေးတတိထားပြီးစီရင်ရပါပြီပေါ့နော်ဒါတော့ဒါလက်မှတ်ဝယ်နည်းလေးဖြစ်ပါတယ်ရှင်းခန့်စံလက်မှတ်ဝယ်နည်းလေးပေါ့နော်အသွားပြန်လေတစ်ခါလေးဝယ်လို့ရတယ်အသွားဆိုလည်းအသွားတစ်ခုတည်းဝယ်လို့ရတယ်ပေါ့နော်